ဝိချင်တဲ့ပြိသက်များရှင်ဒီနေ့မှာတော့ဝိချင်တဲ့ပြိသက်တွေအတွက်အနာရောဂါကင်းရှင်ပြီးကျန်းမာစွာနေထိုင်နိုင်ကြစေဖို့အစားအစာလမ်းညွန်လေးကိုတင်ဆက်လိုက်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ဝိချင်တဲ့ပြိသက်တွေအသားကင်းများစားမယ်ဆိုရင်အစာအိမ်ရောဂါမဖြစ်အောင်လို့ တံပြာသီးလေးကိုညှစ်ထည့်ပြီးတော့စားပေးရဖို့လိုအပ်ပါတယ်ရှင်။ဒါမှမဟုတ်လို့ရှိရင်လဲဆဲလူလူတက်စပီဝါတဲ့ကစွန်းဥဖုတ်ဒါမှမဟုတ်စိမ်းစားဥကိုတွဲပြီးတော့စားပေးရမှာပဲဖြစ်ပါတယ်။ အစီအစိတ်များလုံးနဲ့ဓာန်ပေါက်ထောပတ်သမင်းကျက်စီသမင်းတို့ကိုမစားမီ အနားမှာချထားပြီးတဲ့ပူစီနံသုံးရွက်ခန့်ကို အရင်ဝါစားပြီးတော့မှသမင်းစားပေးမယ်ဆိုလို့ရှိရင်တော့အစိတ်အတော့ကင်းစင်စေပါလိမ့်မယ်ရှင် လက်ဖက်စားပြီးအစာမကြေရင်ပြည့်ရင်ကဲမဖြစ်အောင်လို့နှွေးကြိုးစမုံစပါလင်းညင်းပြားရီကြက်သွန်အစာရှိတာတွေပါဝင်တဲ့ရစာစီမဟာဖြီစီတို့စတဲ့မြန်မာစီများကိုအနည်းငယ်များစားပြီးတော့ရင်နှွေးတောက်လိုက်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲရှင်။ မြင့်ချင်တော့မြင့်ချင်ဟင်းမြင့်ချင်တို့စရာတို့ကိုစားတော့မယ်ဆိုရင်တံပြာဒီအနေငယ်ညှစ်ထည့်ပြီးတော့စားသုံးပေးသင့်ပါတယ်။ဒါမှမဟုတ်ရင်တော့စားပြီးရင်တံပြာရည်လေးကိုတောက်ပေးရင်တော့အစိတ်အတော့များကို ပဲပြောက်စီမှာပဲဖြစ်ပါတယ်။စေပေဥအမျိုးမျိုးတို့ကို စားပြီးသွားလို့ရှိရင် ခဲတက်တွေပြက်ပြဲသွားအောင်လို့ပဲပြဒါမှမဟုတ်တို့ဟူတို့ကို စားသုံးပေးသင့်ပါတယ်။ ဤကြကွေးစားသုံးပြီးပြီဆိုရင်တော့မှတ်ဉဏ်ချိုးရင်းစေတဲ့တက်များပဲပြောက်သွားအောင်လို့လက်စစ်တင်တက်ပြေဝါတဲ့ပဲနိုရီပူပူလေးကိုတောက်သုံးပေးတင်ပါတယ်ရှင်ဝတ်ဦးကြောင်ကြက်ဦးကြောင်ဝတ်ဆန်းနေကြောင်ငါးချောက်တို့ကိုစားပြီးသွားရင် ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်များပဲပြောက်သွားအောင်လို့လက်ဖက်ရည်ကြမ်းကိုတောက်သုံးပေးတင်ပါတယ်ရှင်။ခြင်ပတ်အမျိုးမျိုးစားပြီးရင်တော့ ကြောက်ကတ်နဲ့စီလန်းကြောင်များမပြည့်စည်အောင်ဗိုက်တာမင်စီပြည့်ဝတဲ့ကီဝီတီးကို စားသုံးပေးသင့်ပါတယ်။ဟော့ပော့စားပြီးရင်တော့အစာအိမ်ပြောင်းလန်းကြောင်နဲ့ကရင်ကင်စာမဖြစ်အောင် အပူဓာတ်များကိုစုပ်ယူခြေဖြတ်ပေးနိုင်တဲ့ကျွဲကိုတီးကို စားသုံးပေးသင့်ပါတယ်။ ဝေးချန်တဲ့ပရိသတ်များအနာရောဂါကင်းရှင်းပြီးကျန်းမာစွာနဲ့နေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးများမှာထပ်ပြီးတော့ပြန်လည်ဆုံတွေ့ကြပါစို့နော်။